စူပါလက်နဲ့နာဗီအာနန်ဒီနေ့ရောက်ကတခါတွေ့ပြီးပြီအတိအကျပြောရရင်2023ခုနှစ်ဂျွန်လ23ရက်နေ့ One Friday 522မှာရှင်ပြိုင်ခဲ့ကြတယ်ဖြစ်ချင်တော့စူပါလက်ကအဲ့ဒီအချိန်မှာ1မွေထိုင်း၅ပွဲထိုးပြီးသွားပြီနာဗီက1ရဲ့ပထမအဦးဆုံးပွဲတူတူတရုတ်ပြောရရင်အလဲထုတ်ခံလိုက်ရတယ်ပဲဆိုပါတော့စူပါလက်ကအတွေ့အကြုံပုံများတယ်ပွဲရာချီနီးပါးတရှိတယ်နာဗီကအဲ့ဒီရှုံးပွဲကြုံပြီးကတဲ့ကသူ့ရဲ့အာဏာချက်တွေကိုသူပြန်ရှာတယ် ဘော်ဒီရှော့နဲ့ကြားခဲ့လို့နန်နိုင်လက်သီးတွေရှီတာရှော့တွေလီဗာရှော့တွေကိုပို့ပြီးအထိုးခံနိုင်အောင်လေ့ကျင့်တော့တယ် CrossFit training နဲ့တွားကြည့်ရင်ဘယ်လိုရိုက်ဘိုက်အထိုးခံတာကြီးပဲတွတ်တွတ်နေရတော့တယ်နောက်ဘွဲတွေမှာထိုင်ကစားသမားတွေနဲ့တွေ့တော့လေဘော်ဒီပဲပြင်းနိုင်ကြတာပဲစူပါလက်ကဒီလိုလုံပြခဲ့တော့အဲ့လိုမျိုးလိုက်လုံကြတယ်ထင်သလောက်မရတော့ဘူးမောင်ထိုင်းနဲ့ကူလာတန်တို့ပွဲမှာဆိုရင်တော်တော်လေးသိတာတယ်ဘော်ဒီနိုင်မရတော့ကစားသမားတော်တော်များများတိုင်ဘက်ကုန်ကြရော့ မျက်နှာထိုးဖို့ကြတော့လေခေါင်းတလုံးခွဲလောက်မြင့်နေတော့ထိုးမရလူချင်းကတ်တော်ကလင်းကိုဆွဲထဲဒူးတိုက်တထောင်ရိုက်လှုပ်တော့ပြိုင်မဲ့တတော်များလှုပ်ရကန်ရခက်ကုန်နေစိုးလင်းဦးနဲ့ပွဲမှာတော့ကျွန်တော်ပြောခဲ့ပါတယ်နာဗီကဒီဝိတ်တန်းမှာမရှိတင်ဘူးလို့အ ਨੇ ဆုံးတော့ဝေတာဝေးလောက်မှာစောတင်နေဒါပေမဲ့ तू ဝေးချနိုင်လို့ तू စောနေတယ်ဆိုတော့လေပြောမရပြန်ဘူးအရမောင်းတဲ့ rich ကအားလုံးထက်တော်တော်ကြီးကိုကွာတယ်တာတယ်အဲ့တော့သူ့အန်နေဂျာဖြစ်တဲ့ body bind ကိုဖြည့်လိုက်တော့ပြိုင်ဘက်တော်တော်များများ ောင်ပြောက်ကုန်ရောအဲ့အပြင်ကောင်မှာ distance management ပိုင်းမှာပို့ပြီးတော့တိုးတက်လာပြန်တော့ပို့ဆိုးကုန်ရောဂျက်တစ်ထောက်ကိုတိုင်းနေမွေတိုင်း stand နေပဲအကွာဝေးတိုင်းနေအဲ့လိုမျိုးထင်နေတော့ဗျာ12ပြည့်ဝင်တယ်တော်တော်များများကအဲ့ဒါကိုမမြင်နိုင်တော့ဘူးကျွန်တော်ဆိုလည်းမမြင်နိုင်ဘူးဗျာမွေတိုင်း block stand နေရက်နေတော့12ထိုးတော့ခံမဲကနည်းနည်းခတ်သွားတယ်ဝင်းရင်ကန်တယ်နီကိုကိုကန်သွားတဲ့ကန်ချက်ဆိုရင် credit kit ဗျ credit kit ဆိုသူက second turn ဘလက်ဘလက်ရနေပြီ taekwondo background လည်းရှိပြန်တယ် ိုတော့ခြေပိုင်းလေ push kick ပိုင်းနေ hack kick ပိုင်းနေကမိုက်လာတယ်အဲ့တော့ solo ချင်းတဲ့အချက်ကိုတိုက်ရိုက်သွားရရင်나비ဒီအရင်တော့က나비မဟုတ်တော့ဘူး super lag နိုင်ဖို့တဲ့나비က1ကိုပထမအဦးဆုံးရောက်လာတဲ့ session နဲ့အရွယ်ကလေးတယောက်အခုကတော့ one championship ပါဝနေတဲ့မွေထိုင်းသမားတယောက်ဖြစ်နေပြီဒီနေရာကိုနှိုင်းရှင်ရရင်အတွေ့အကြုံတစ်ပါးပိုင်းကတော့ super lag ကတာနေတုံးပဲပွဲတစ်ပွဲကိုဖတ်တဲ့အပိုင်းအယုံစူးစိုက်နိုင်မှု ွဲဖြတ်နိုင်မှုအပိုင်းတွေက stay talk ပဲနာဗီကို super lag အတွက်ဘလို့ပြင်ဆင်ထားလဲမေးတော့အကောင်းဆုံးပြင်ဆင်ထားတယ်လို့ပဲပြောတယ်လဲတယ်ဗျ game plan ပြောမသွားဘူးဒါပေမဲ့ interview မှာ i want my revenge ဆိုတဲ့စကားလုံးကို6ခါတိတိသုံးသွားတယ်ဒါကိုကြည်ချင်းအပြင်နာပြီးအတော်ဒီပွဲကတော်တော်ပြင်ဆင်ထားပုံရတယ်အနိုင်ရမှုကိုလည်းစာလုံးနေတဲ့ပုံပေါ်တယ်စူပါလက်ကတော့နာပြီးရဲ့နောက်ဆုံးပွဲနီကိုနဲ့ပွဲမှာပြိုင်ပတ်နီကိုပဲနိုင်မယ်ဆိုပြီးတော့ထင်ကြီးပေးခဲ့တယ် နာဗီကိုသူတော်တော်လေး short တွက်ထားပုံပေါက်တယ်။တခါနိုင်မှုရင်လူတွေရဲ့စိတ်ထဲမှာဒီကောင်ဘာမှမဟုတ်ပါဘူးကွာဆိုတဲ့စိတ်မျိုးဝင်တတ်တယ်။ Super Lex စိတ်ထဲမှာအဲ့လိုမျိုးရှိနေမယ်လို့ထင်တယ်။တကယ်သာအဲ့စိတ်ရှိနေဒီပွဲသိပ်ပြီးတော့အဆင်မပြေနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ယုံနဲ့လိတ်လို့ဖြစ်သွားလိမ့်မယ်။ Time Breeze တက်တွေတော်တော်များကလည်းနာဗီဘက်ကရှိနေသူတွေများနေတယ်။သူနိုင်မယ်လို့ခံမှန်းထားတဲ့လူတွေလည်းများတယ်။အားလုံးခြုံပြောရရင် Super Lex ကတော့ပထမတစ်ခါနိုင်မှုထားတဲ့ပုံစံအတိုင်းပဲထပ်ဆန်းကြည့်မှာပါ။အဲ့ဒါသိကြတယ်။ကျွန်တော်ဆိုလည်းဒီလိုပဲလုပ်မှာပါ။ မရတော့လဲနောက်တစ်မျိုးပေါ့ဗျာနာဘီကလည်းအဲ့ဒါကိုကြုံမြင်နေလို့ပြင်ဆင်နေမှာပဲဆိုတော့ဒီပွဲဒီစူပါလက်နိုင်ရင်တောင်မှအရင်လုံအနိုင်ယူခဲ့ဘူးတဲ့ပုံစံနဲ့မနိုင်နိုင်သလိုအရင်ပွဲလောက်လည်းလွယ်လွယ်ကူကူနဲ့အနိုင်မရနိုင်ဘူးနာဘီနိုင်ရင်အကွာအဝေးတစ်ခုကနေပဲခွာဆော့ပြီးတော့အမှတ်နဲ့ဖြစ်ဖြစ်အနိုင်ရသွားပါလိမ့်မယ်ပေါကြီးမှာ Navi 3.03 Superlet 1.36နဲ့တခါနိုင်မှုထားပြီးတော့1မှာမွေထိုင်းရှုံးပွဲလုံးဝမရှိထားတဲ့ Superlet ကပဲအထက်ကြီးပေါက်ပါတယ် ဟုတ်ကဲ့ကျွန်တော်ညောတာပါ channel msn ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msn wage ကိုသုံးပါ